ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကကျတော့ကျွန်တော် Facebook မှာ birthday ပြောင်းနေပေါ့နော်ပြောပြတော့မှာပဲဖြစ်ပါတယ် Facebook birthday ပြောင်းနေရဲ့ပြင်နောက်ထပ်ဘာပါတော့ဆိုတော့ကျွန်တော်တို့ကကိုယ့်ရဲ့ Facebook သုံးနေတဲ့ Facebook account ကိုအပြီးဖြတ်တဲ့နီးပါမယ်ဒီထဲမှာပဲပေါင်းရပေါ့နော်ပြီးပြီဆိုလို့ရှင်ကျွန်တော်တို့ကိုယ့်ရဲ့မွေးနေ့ကိုတခြားသူတွေကြည့်လို့မရအောင် only me လောက်တဲ့နီးပါဒီထဲမှာတစ်ခါလဲပါမယ်โอเคအဲ့တော့ကျွန်တော်အတူတူ video လေးကို like ပေးလိုက်ပါအဲ့တော့အရင်ဆုံးကျွန်တော် Facebook birthday ပြောင်းနေပေါ့နော်ဖုန်းနံပါတ်ကျွန်တော်တို့ကကိုယ့်ရဲ့ Facebook account ကိုဝင်လိုက်ပေါ့နော် Facebook account ကိုဝင်ပြီးသွားပြီဆိုလို့ရှင် ကျွန်တော်တို့ Facebook setting နဲ့ဝင်ဖို့အတွက်ထုံးစံတိုင်းဘဝအကြောင်းလေး၃ချောင်းကိုထောက်လိုက်ပါ Okay အကြောင်းလေး၃ချောင်းကိုထောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ setting နဲ့ကိုဝင်ပေါ့เนาะအောက်မှာ setting ဆိုတာလေးပါတယ် Okay ဒါလည်းကျွန်တော်ညတိုင်းပြောနေကြဆိုတော့သိပြီးတော့မထူးဆန်းဘူးမခက်ဘူးပြီးပြီဆိုရှင်ဒီမှာကျွန်တော်တို့က personal detail တွေဝင်มาဖြစ်တဲ့အတွက်စီးမိုးရင်အကောင့်ဆန်လာဆိုတော့အပေါ်ဆုံးက addition လေးကိုထပ်ပြီးတော့ထောက်မယ် Okay အဲ့ဒါလေးကိုထောက်ပြီးသွားပြီဆိုလို့ရှင်ဒီမှာ personal detail ဆိုပြီးတော့ထပ်ပြီးပေါ်လာလိမ့်မယ်ပေါ့เนาะကျွန်တော်တို့အဲ့ဒါလေးကိုထပ်ပြီးတော့ထောက်လိုက်ပါ โอเคအဲ့ဒါလေးကိုထောက်ပြီးသွားပြီဆိုရှင်ဒါမျိုးလေးထပ်ကြလိမ့်မယ်ဒါမျိုးထပ်ကြလို့ရှင် birthday ဆိုတဲ့ဟာလေးကိုလည်းလေးနဲ့တစ်ချက်ထောက်ပေးလိုက်ပါโอเค birthday ဆိုတာလေးကိုတစ်ချက်ထောက်ပေးပြီးပြီဆိုလို့ရှင်ဒီမှာကျွန်တော်တို့ birthday နဲ့တန်တန်းမှာ edit ဆိုတာလေးပါတယ် icon လေးကိုလက်လေးနဲ့တစ်ချက်ထပ်ထောက်ပေးလိုက်ပါโอเคအဲ့ဒါလေးကိုထောက်ပေးပြီးပြီဆိုလို့ရှင်ဒါမျိုးကြလိမ့်မယ်ဒါမျိုးကြလို့ရှင်အဲ့ဒီနေရာကိုလက်လေးနဲ့ထောက်ပြီးတော့ကျွန်တော်တို့ကကိုပြောင်းကျင်တဲ့ခုနှစ်ကိုပြောင်းကျင်တဲ့လကိုပြောင်းကျင်တဲ့ရက် အဲ့ဒါတွေကိုပြောင်းရမှာပဲဖြစ်တယ်ကျွန်တော်ကတော့အစမ်းပြောင်းပြလာဖြစ်တဲ့အတွက်တွေးတဲ့ရက်တွေးတဲ့ခုနေတွေးတဲ့လကိုကောက်ပြီးတော့ထည့်လိုက်ပါတယ်အဲ့ဒါပြီးပြီဆိုလို့ရှင်တော့ save ကိုနှိပ်လိုက်ပါတော့အဲအဲ့လိုမျိုးဒါပေမဲ့ခင်ဗျားတို့ကပြောင်းမယ်ဆိုလို့ရှင်မှတ်ပုံနေနေရမွေးနေမှတ်ပုံနေနေရဘတ်ဒေးအဲ့ဒါတွေကိုပြောင်းပါတော့ကျွန်တော်ကတော့ရှောက်ပြီးတော့ထည့်တာပါတော့ဒါပေမဲ့ခင်ဗျားတို့မှတ်ပုံနေနေရမွေးနေမှတ်ပုံနေနေကဒီဘတ်ဒေးကိုပဲအတိအကျထားပေးပါအဲ့ဒါမှအကောင်းလို့ကြရင်ဆယ်လို့ရမှာပါတော့โอเคဒါဆိုလို့ရှင်အစောနာကျွန်တော်ပြောင်းလိုက်တဲ့ဘတ်ဒေးကပြောင်းပြီးသွားပြီပဲဖြစ်ပါတယ်โอเค အဲ့တော့ကျွန်တော်တို့ကဗတ်ဒီပြောင်းလာပြီးသွားပြီဗတ်ဒီပြောင်းလာပြီးသွားပြီဆိုတော့ကိုယ့်ရဲ့ဒီမွေးနေကိုတခြားသူတွေဖေးဖို့မှာကြည့်လို့မရအောင်လုပ်ရှင်နေဆိုလို့ရှင် who can see you a birthday on favor ဆိုတဲ့ဒီအောက်ကအပြိုင်အောင်စာတန်းလေးကိုထပ်ပြီးတော့လက်လေးနဲ့တစ်ချက်ထောက်ပေးလိုက်ပါ Okay ဒါလေးကိုထောက်လိုက်ပြီးဆိုလို့ရှင်ဒီမှာ chain ဆိုတဲ့ကောင်လေးပါတယ်အောက်မှာတွေ့တယ်မဟုတ်လားအဲ့ကောင်လေးကိုလက်လေးနဲ့တစ်ချက်ထပ်ပြီးတော့ထောက်ပေးလိုက်ပါ Okay အဲ့ဒါလေးကိုထောက်ပြီးသွားပြီဆိုလို့ရှင်တော့ဒါမျိုးထပ်ကြလိမ့်မယ်အခုထပ်ကြလို့ရှိရင်ကျွန်တော်တို့ဘတ်ဒေးတို့ဘတ်ဒီယာတို့ပေါ်ရယ်ဗျအဲ့ကောင်လေးနဲ့တက်တက်မှာဒါမျိုးလေးတွေပေါ်နေလိမ့်မယ်အဲ့ကောင်လေးတွေကိုလည်းလေးနဲ့တစ်ချက်ထောက်ပါပြီးပြီဆိုလို့ရှိရင် ် only me file ကိုထောက်ပေးလိုက်ပါပြီးပြီဆိုနောက်ထပ်အဲ့လူယုံလေးကိုထောက်ပြီးပြီဆိုရှင်ဒီမှာကျွန်တော်ပြထားတဲ့နေရာလေးပြီးပြီဆို more of version ကိုနှိပ်ပြီးပြီဆိုရှင် only me file ကိုနှိပ်ပေးလိုက်ပါ okay only me file ကိုနှိပ်ပြီးပြီဆိုရှင်အပေါ်လေးလေးနဲ့နည်းနည်းဆွဲပြီးတော့ save ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှင်ကိုရဲ့မွေးနေကိုတခြားသူတွေကကြည့်လို့မရတော့ဘူးဗောနော Facebook မှာမမြင်ရတော့ဘူးပဲဖြစ်တယ်ဗောနော Only me လောက်တာပြီးသွားပြီအဲတော့ကျွန်တော်တို့ bad traction ထွက်လိုက်တာမှမဟုတ်ချက်ရှိကလေးကိုနှိပ်ပြီးဖြစ်လဲရတယ်ဗောနော โอเคဒါဆိုလို့ရှိရင်ဘတ်ဒေးချိန်လာပြီးပါပြီဒီနေရာမှာပြောစရာပါလဲဆိုတော့ကျွန်တော်တို့ကကိုယ့်ရဲ့ဘတ်ဒေးကိုကို2024ချိန်လိုက်မယ်ဆိုလို့ရှိရင် Facebook account အပြတ်တော့မှာပဲဖြစ်တယ်ပေါ့နော်တကယ်လို့ Facebook account ဖြတ်ရှင်တဲ့သူတွေကိုယ့်ရဲ့ Facebook account ကလက်ရှိသုံးနေသေးတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook ထဲမှာထည့်ထားတဲ့ဘတ်ဒေးကို2024ခုနှစ်တာပြောင်းလိုက်အဲ့ဒါဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့ Facebook account ကပြတ်သွားမှာပဲဖြစ်ပါတယ်ဒါကတော့မဆန်းသင့်ဘူးပေါ့နော်တကယ်ဖြတ်ရှင်တဲ့အချိန်ကျမှသုံးမှာဒါကိုသွားဆန်းလိုက်ရင်တော့နားတွေကားသွားပါလိမ့်မယ်အားလုံးပဲမနေ့ဖြန်မှာထပ်ပြီးတော့送တွေ့ကြပါစို့